မင်္ဂလာပါရှင်။တောင်လင်းထားရဲ့မေလ9ရက်နေ့ည8:00နာရီအထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့မှာပါ။တောင်လင်းထားရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းထား Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျမယွန်းကြည့်ပြပါရှင်။ဒီကနေ့ညပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့မော်နဲ့ဘကူအဆက်မှာစစ်ကောင်စီတပ်ရင်အားတွေထပ်မံဖြည့်တင်းနေတဲ့သတင်း ကြုံလုံးမျိုးထံစစ်ကူလာတဲ့စစ်ကောင်စီစစ်ကြောင်းအထိနာပြီးနောက်ပြန်ဆုံသွားတဲ့တဲ့နဲ့ရန်ကုန်မော်လမြိုင်ယထာခရီးစဉ်တွင်မေလ9ရက်နေ့အထိပြန်လည်ပြေးဆွဲဖို့မတိကြသေးတဲ့တဲ့အန်ယူစီစီမှာမွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ပူးပေါင်းလှုပ်ဆောင်မှုအကြောင်းတဲ့တွေကိုပါရှုစားကြရမှာပါနိုင်ငံတကာတဲ့တွေမှာတော့အိန္ဒိယကပါကစ္စတန်ကိုစတင်တိုက်ခိုက်လိုက်တဲ့တဲ့မိမိတို့နိုင်ငံရေးမှာဂျားဝင်မပါဖို့အမေရိကန်ကိုဂျာမနီအဓိပတိတတိပေးလိုက်တဲ့တဲ့တွေနဲ့အတူ အာနာသိန်းကလာတပ်ဖြတ်ဖမ်းဆီးခံရတဲ့ပြည်သူရဲ့အချက်လက်သတင်းနဲ့မိုးလေဝသသတင်းတွေကိုပါရှုစားကြည့်ရမှာပါမွန်ပြည်နယ်နဲ့ပဲခူးတိုင်းအဆက်တွေဖြစ်တဲ့ရွှေချင်းဝေါနဲ့စိုက်ထုံမြို့နယ်တို့မှာစစ်ကောင်စီတပ်ကတိုက်ရဲတွေထပ်မံဖြည့်တင်းထားပြီးခံစစ်ပြင်ဆင်မှုတွေလှုံ့ဆော်နေရလို့စစ်ကောင်စီတပ်နဲ့နီးစပ်သူတွေကတာလွင်ထိုင်းမှုပြောပါရတယ်။ စစ်ကောင်စီတပ်ဟာမေလာပထမအပတ်ကဆလို့ဘကိုးတိုင်းဝေါ်မြို့နယ်ရှိသူရဲသမိန်လက်ပံစင်ရွာမိုးပြင်းနယ်စိုက်ထုံမြို့နယ်တင်စရဲမြို့အခြေဆိုင်ခါမာယာ239ခွနဲ့အာမာတ333တပ်ရင်းတို့မှာတပ်ရာရာနဲ့ချီထပ်မံဖြည့်တင်းထားပါတယ်။အင်အားဖြည့်တင်းထားတဲ့တပ်ဖွဲ့ဝင်တွေကိုလက်ရှိဖြစ်ပွားနေတဲ့ဘကိုးတိုင်းရွှေချင်းမြို့နယ်ကွန်းစိတ်ကျေးရွာအနီးဝန်းကျင်ကိုပို့ဆောင်မှုကြိုးပမ်းနေပြီးတော်လန်ရေးတပ်ဖွဲ့တွေရဲ့ပိတ်ဆို့တိုက်ခိုက်မှုကြောင့်ရှေ့မတိုးနိုင်တဲ့အခြေအနေနဲ့ကြုံနေရတာပါ။ စစ်ကောင်စီတာမြေပြင်ကနေရှစ်ဆက်တိုးလို့မရတာကြောင့်အထိုင်တဆွဲထားတဲ့နေရာတွေကနေနေစဉ်လက်နက်ကြီးတွေနဲ့ပြစ်ခတ်နေသလို drone အသုံးပြုဘုံချတာလေကြောင်းကနေဘုံကျဲတာတွေပြုလုပ်နေရလို့တော်လန်ရေးတပ်ဖွဲ့တွေထံကနေသိရပါဗျ။တဖက်မှာတော့တိုက်ပွဲဖြစ်ပွားနေတဲ့ကွန်းစိတ်ကျေးရွာအနီးဝန်းကျင်ဖြစ်တဲ့စစ်တောင်းမြစ်တဖက်ကန်ဝေါ်မြွနယ်ထဲကသူရဲသမိန်စင်ရွာလက်ပန်းဆက်စုဂျိုးလေးကျေးရွာတွေမှာစစ်ကောင်စီတပ်ကတက်ဆွဲထားတာတွေလည်းရှိနေပါဗျ။ ဒါပြင်စိုက်ထုံမြို့နယ်တင်စီရဲမြို့အနီးမှာဆိုရင်လဲခါမာယာ2390ခွန်အာမာတ3390တိုက်ရင်တို့လိုအထိုင်တက်တွေအပါဝင်ကင်းမွန်ဝတ်တာတွေလည်းအများအပြားရှိနေတာပါမေလ9ရက်နေ့မနက်ပိုင်းအထိကွန်စိတ်ကျေးရွာအနီးဝန်းကျယ်မှာတိုက်ပွဲတွေဆက်ဖြစ်နေသလိုတိုက်ပွဲကာလနှစ်ပတ်ကျော်အတွင်းနှစ်ဖက်ထိခိုက်တေဆုံးမှုတွေရှိနေတယ်လို့မြေပြင်သတင်းရင်းမြစ်တွေရဲ့ပြပြချက်အရသိရပါဗျ။ မော်နဲ့ဘကိုးအဆက်တိုက်ပွဲတွေကြောင့်ဒေသခံ9000နီးပါးဟာနေရဆွန်းခွာထွက်ပြေးတန်းဆောင်နေကြရပြီးစားနပ်ရိက္ခာနဲ့ဆေးဝါးအကူအညီတွေလိုအပ်လျက်ရှိနေတယ်လို့စစ်ဆောင်ရေးကူညီပေးနေသူတွေထံကနေသိရပါဗျ။ကရင်ပြည်နယ်ကြုံတိုးမြို့အနီးမှာမေလအစောပိုင်းကစစ်ကူလာတဲ့စစ်ကောင်စီတပ်မနှစ်နဲ့လက်အောက်ခံစစ်ကြောင်းတွေပိတ်ဆို့တိုက်ခိုက်ခံရတာကြောင့်အထိနာပြီးပြန်လည်ဆုတ်ခွာသွားခဲ့ရတယ်လို့တော်လန်ရေးအဖွဲ့တွေနဲ့နှီးဆက်တဲ့ဒေသခံတရင်ရင်းမြစ်တွေကတလင်ထမ်းမှုပြောပါဗျ။ ည20ကြော်ကြာတိုက်ပွဲပြင်းထန်ခဲ့တဲ့ကရင်ပြည်နယ်ကော့ဂရိတ်ကြုံတိုးတိုက်ပွဲမှာစစ်ကူပေးဖို့အတွက်ပြီးခဲ့တဲ့ဧပြီလကုန်ပိုင်းကတမားနှစ်နှစ်ပါဝင်တဲ့စစ်ကောင်စီတပ်စစ်ကြောင်းနှစ်ကြောင်းဟာကြုံတိုးမြို့အနီးကကျေးရွာတွေဘက်ကိုဦးတည်လာပြီးစစ်ကြောင်းထိုးရောက်ရှိလာခဲ့တာပါ။ အဲ့ဒီစစ်ကြောင်းတွေကို KNLA ဒေါ်လာရင်းအင်အားစုအဖွဲ့တွေကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဘက်ကအရာရှိအဆင့်တွေအပါဝင်30ထံမှနေတေဆုံးသွားခဲ့ပြီးလက်နက်ခဲယံအများပြားသိမ်းဆီးရမိခဲ့တယ်လို့ဒေါ်လာရင်းအဖွဲ့နဲ့နှီးဆက်တဲ့စည်ရေးသတင်းအရင်းမြစ်တွေကအတည်ပြုထားပါတယ်။ကြုံတို့မြို့သိမ်းပိုင်းမခံရဘူးနဲ့ကော့ဂရိတ်ကြုံတို့လမ်းမိုင်းကိုပြန်လည်သိမ်းပိုင်းနိုင်မှုအတွက်ပြီးခဲ့တဲ့ဧပြီလကုန်ပိုင်းကစလို့စစ်ကောင်စီတပ်က အင်အားအများပြားနဲ့တုံတုံးမျိုးအနီးဖန်မြို့နယ်ဂျိုင်းဒေသတဲကိုရောက်ရှိလာခဲ့ပြီးတက်ဆွဲထားတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဧပြီလ14ရက်နေ့ကစတင်ခဲ့တဲ့ကော့ကရိတ်ကြုံတိုးတိုက်ပွဲမှာ KNLA တော်လှန်ရေးအင်အားစုအဖွဲ့တွေကစစ်ကောင်စီတပ်ရဲ့ကာကင်းစခန်းနဲ့ဂိတ်စခန်းတချို့ကိုသိမ်းပိုက်ရရှိထားပြီးကြံရှိနေတဲ့အောင်စေရစစ်ကြောင်းအပါအဝင်တရင်ဌာနချုပ်တွေကိုပါတိုက်ခိုက်နေတယ်လို့သိရပါတယ်။ ရန်နစဲကြောကြာကော့ကရိတ်ကြုံတို့ထဲမှာစစ်ကောင်စီတပ်ကတေဆုံးတန်ရာရရှိခဲ့မှုတွေအများပြားရှိခဲ့တယ်လို့တော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေဘက်ကလည်းထိခိုက်ကြဆုံးမှုတချို့ရှိနေခဲ့တယ်လို့စစ်ရေးသတင်းအရင်းမြစ်တွေကအသိပေးထားပါတယ်တိုက်ပွဲတွေထဲမှာအထိနာခဲ့တဲ့စစ်ကောင်စီတပ်ကအရသာပြည်သူတွေနေထိုင်ရာကျေးရွာတွေကိုလက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရသာပြည်သူ20ကျော်တေဆုံခဲ့ရပြီး30ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့သလိုလူဦးရေတသိန်းဝန်းကျင်ဟာစစ်ပေးရှောင်နေကြရတယ်လို့စစ်ရှောင်ရေးကူညီနေသူတွေထံကနေသိရပါဗျ။ထမှန်ပြီစစ်ကောင်စီအာဏာသိမ်းထားတဲ့1556ရက်တွင်ကြာဆုံးသူနယ်ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့စာရင်းကိုတင်ဆက်ပေးပါမယ်ရှင်။ အာနာသိန်းစစ်ကောင်စီတောင်းနိုင်ငံတော်မှအာနာသိန်းမှုဖြစ်ခဲ့တဲ့1556ရက်အတွင်းအကြမ်းဖက်တပ်ဖြတ်ခံခဲ့ရပြီးကြာဆုံးခဲ့သူ6615ဦးအထိရှိလာပြီဖြစ်ပါတယ်။ဒါပြင်ဖမ်းဆီးထိန်းသိမ်းခံထားရသူ2916ဦးအထိရှိလာပြီဖြစ်ပြီးပြန်လည်လွန်မြောက်လာသူ6919ဦးအထိရှိလာပြီဖြစ်ပါတယ်။ မွန်ပြည်နယ်မှာတော့အာဏာသိမ်းမှုကာလတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကာဖမ်းဆီးခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ဒီစီစဉ်ကိုတော့နိုင်ငံရေးကျင်းသားများကကိုယ်ညီစောင့်ရှောက်ရေးအသင်းထံမှအရယူဖော်ပြထားတာဖြစ်ပါတယ်။ ရန်ကုန်မော်လမြိုင်ယထာလန်မိုင်းခွဲဖြက်စည်းခံရတာကြောင့်ယာယီဖြက်သိမ်းထားခဲ့ရတဲ့ယထာခရီးစဉ်တွေဟာမေလ9ရက်နေ့ထိပြန်လည်ပြေးဆွဲဖို့မသေးကြသေးဘူးလို့သိရပါတယ်။ဒီအကြောင်းကိုတော့အီမီယောင်ကတင်ဆက်ပေးထားပါတယ်။ရန်ကုန်မော်လမြိုင်ယထာလန်မိုင်းခွဲဖြက်စည်းခံရတာကြောင့်ယထာခရီးစဉ်တွေမေ9ရက်နေ့ထိပြန်လည်ပြေးဆွဲဖို့မသေးကြသေးဘူးလို့မြမမီယထာဌာနမှတာဝန်ရှိသူတို့ကတန်လွင်တိုင်းကိုပြောပါတယ်။ ရန်ကုန်မော်လမြန်ရထားလမ်းပိုင်းဖြစ်တဲ့ဘီလင်းမြို့နယ်နှင်းပလဲဘူတာနဲ့တောင်စွန်းဘူတာကြားရှိရထားလမ်းမိုင်တိုင်းအမှတ်132 30စက်တိကြားတရားအမှတ်65ဟာမေလ9ရက်နေ့ညပိုင်းကမိုင်းထောင်ဖြက်စီးခံခဲ့ရတာပါမိုင်းထောင်ဖြက်စီးခံရတာကြောင့်ရထားလမ်းပေ80တရားဟာပေ40ကျော်ဖြက်စီးသွားတဲ့အတွက်ရထားလမ်းခီးစဉ်အလုံးယာယီဖျက်သိမ်းလိုက်ရပါတယ်မြမမိရထားဌာနတာဝန်ရှိသူတို့ကတော့ရန်ကုန်မော်လမြိုင်မိရထားပိုင်း ပျက်စီးသွားတာကြောင့်မေလ9ရက်နေ့ထိမထွက်နိုင်သေးကြောင်းပြင်ဆင်ပြီးတာနဲ့ခီးစဉ်တွေပြန်လည်စတင်မယ်လို့ပြောပါတယ်။တော့9ရက်နေ့ထိမထွက်နိုင်သေးဘူးဆိုတာဒါအပြည့်ပြင်းနေတယ်။လုံရင်းလုံးနေပါတယ်လုံရင်းလုံးနေပါအမြန်လုံးနေပါဒီဒီဒီလမ်းပြင်ပြီးတာနဲ့အခုလမ်းတွေပြုပြင်ဆောင်ရနေပြီးတာနဲ့စမ်းထွက်မှာပါမိုင်းထောင်ဖြည့်ဆည်းခံရတဲ့ရထားလမ်းဟာလမ်းပြင်တရားပါပျက်စီးသွားတာကြောင့်ပြင်ဆင်မှုကြန့်ကြာနေတာဖြစ်ပြီးအချိန်မီပြန်လည်ပြုပြင်နိုင်အောင်ဆောင်ရွက်နေတယ်လို့သူကဆက်ပြောပါတယ် ဝန်မြန်ဘူဒာကြီးဘက်ကတော့ရထားလမ်းပျက်စီးသွားတာကြောင့်မေလ6ရက်နေ့နဲ့မေလ9ရက်နေ့မှာထွက်ခွာမဲ့မော်လမြန်ရန်ကုန်ရထားခီးစဉ်နဲ့ရန်ကုန်မော်လမြန်ရထားခီးစဉ်တွေကယာယီဖြတ်သိမ်းထားတယ်လို့ထုတ်ပြန်ထားပါတယ်။ရထားခီးစဉ်တွေကိုယာယီဖြတ်သိမ်းလိုက်ရတဲ့အတွက်ခီးစဉ်လိုက်ပါဖို့လက်မှတ်ဝယ်ယူထားသူတွေအနေနဲ့မော်လမြန်ဘူဒာကြီးနေချင်းလက်မှတ်ရုံမှာလက်မှတ်ခတွေကို ပြန်အမ်းပေးသွားမယ်လို့ကြေညာထားပါတယ်။ မွန်ပြည်ဖက်ဒရယ်ကောင်စီဟာ NUCC မှာမွန်ပြည်နဲ့မွန်လူတို့ဆိုင်ရာကိစ္စရပ်တွေနဲ့ပတ်သက်ပြီးဖက်ဒရယ်အရေးဆိုင်ရာနိုင်ငံရေးလမ်းကြောင်းကိုဆွေးနွေးတိုက်တွန်းတာတွေလှုပ်ဆောင်နေပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်။အမျိုးသားညီညွတ်ရေးအတိုင်းအမြန်ကံကောင်စီ NUCC ကမေလ၄ရက်နေ့မှာထုတ်ပြန်ခဲ့တဲ့အဖွဲ့ဝင်အဖွဲ့အစည်းတွေနဲ့ကောင်စီဝင်ကိုယ်စားလှယ်တွေရဲ့အမည်စင်းထဲမှာပြည်내လူမျိုးကိုစားပြုကောင်စီအဖြစ်မွန်ပြည်ဖက်ဒရယ်ကောင်စီလည်းပါဝင်ပါတယ်။အာနာသိမ့်မှုအတွင်းဖွဲ့စည်းခဲ့တဲ့မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ဟာ အမျိုးသားညီညွတ်ရေးဆိုရ NUG မှာဝင်ကြီး၃ဦးပါဝင်တယ်လို့ NUCC မှာလည်းကိုယ်စားလှယ်၃ဦးဆီလွှတ်ထားတာပါမွန်ပြည်ဖက်ဒရယ်ကောင်စီပြောခွင့်ရနိုင်မွန်ဆိုင်က NUCC မှာမွန်ပြည်နဲ့မော်လူဒုဆိုင်ရာကိစ္စရက်တွေနဲ့ပတ်သက်ပြီးဖက်ဒရယ်အရေးဆိုင်ရာနိုင်ငံရေးလမ်းကြောင်းကိုဆွေးနွေးတိုက်တွန်းတာတွေရှိတယ်လို့တာဝန်တိုင်းကိုပြောပါတယ် NUCC မှာတော့ကျွန်တော်တို့တော့ဒီအလုပ်တွေတော့အများကြီးလုပ်ဖြစ်ပါတယ်ပေါ့နော်ဒီဖန်နမတစ်ချက်ကတော့ဒီ အဲကျွန်တော်တို့တိုင်းရင်းသားတွေလူရဲစုတွေနောက်ပြီးတော့ဒီဗရာယီလူရဲစုတွေစားပြပေါ့နော်ဒီသူတို့ရဲ့ဒေတာရဲ့ခွေရီတွေ့ရတော့အများတော့ဖြစ်ဒီ NUCC ရဲ့ချမှတ်ထားတဲ့ဒီ Federal Democracy Charter လမ်းကြောင်းတစ်ပေါ်မှာမူတည်ပြီးတော့ဗာဒါလုံးဆောင်နေကြတာတွေရှိပါတယ်ဟဲ့ပေါ့နော်2021ခုနှစ်မတ်လ30ရက်နေ့မှာထုတ်ပြန်ကြေညာခဲ့တဲ့ Federal Democracy Charter အပိုင်း1နဲ့2ရှိပေမဲ့အပိုင်း1ဟာ တိုင်းသားလူလားချက်တွေနဲ့မှတ်ဆက်တဲ့အတွက်ပါဝင်နေတဲ့အစုဖွဲ့တွေကဝိုင်းဝန်းပြင်ဆင်ခဲ့ကြတယ်လို့ပြောပါရယ်။မော်ဘီဖက်ဒရယ်ကောင်စီအနေနဲ့မြို့သားညညရေးတိုင်းပင်ခံကောင်စီ NUCC မှာမဟာဗျူဟာရလုပ်ငန်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေရှိပြီးပညာရေး၊ကျန်းမာရေးစတဲ့ကဏ္ဍတွေလည်းပါဝင်တယ်လို့သူကဆက်ပြောပါရယ်။အဲဒီလိုပူးပေါင်းဆောင်ရွက်ဖို့ NUCC ရဲ့ကုကဲမှုအောက်မှာ JCC Joint Coordinating Committee တွေဖွဲ့စည်းထားပြီးအဲဒီကနေတဆင့်မြို့သားညညရေးဆိုရ NUG နဲ့ ညာရေးကျမ်းမာရေးအပြင်တခြားဌာနအသီးသီးတွေလည်းပူးပေါင်းလှုပ်ဆောင်နေတာလို့နိုင်မွန်ဆိုင်ကရှင်းပြပါတယ်။ဒါအပြင်ပြည်내အကောင်ရေးကနေပြည်ထောင်စုအကောင်ရေး Bottom-up Federalism Approach ကိုအခြေခံတဲ့ Federal အသွင်ကူးပြောင်းရေးအစီအမံဆိုင်ရာအခြေခံဥပဒေရေးဆွဲရေးမှာလည်းပူးပေါင်းပါဝင်နေကြတယ်လို့သူကအခုလိုပြောပါတယ်။ဒီနောက်ပိုင်းပေါ့နော်ဒီနောက်ပိုင်းကဒီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်တဲ့အခါမှာဒီပြည်နယ်တွေရဲ့အာခေါင်းကြီးအားလည်းရည်ကြီးတာထွက်တဲ့ဖြစ်တဲ့အတွက်ဒီပြည်နယ်အာခေါင်းကြီးမှစီပြည်ထောင်စု အာခေါင်းကြီးစီအာခေါင်းကြီးပေါ့နော်ဒါကိုဘရိုနာဖက်ဒရလစ်ဇမ်ကိစ္စတွေအားလည်းကျွန်တော်တို့ NCC မှာကြေကြေပြပြဆွေးနွေးပြီးတော့မှဒီပြည်နယ်စီတွေပေါ့နော်ပြည်နယ်ပြည်နယ်တွေစီတွေပြည်နယ်ယူနစ်တွေပေါ့နော်အဲဒီမှာလည်းစတင်ကြည့်တော့ဘူးဆိုတာလည်းပြောဆိုလား ကြတာလည်းရှိပါတယ်ဒါပြည်နယ်ယူနေဆိုတာကတော့ခုနပြောတဲ့ဒီတောင်နိုင်ရောကိုကိုတောင်နိုင်ရင်မှနေနေတချို့ထိန်ချုပ်နိုင်တဲ့ဒီအော်စကိုင်းတို့မကွေတို့မန္တလေးတို့လည်းဒါပါအပါဝင်ပဲဖြစ်ပါတယ်ဖက်ဒရယ်အသွင်ကူးပြောင်းရေးစီမံဆိုင်ရာအခြေခံဥပဒေကိုပြီးခဲ့တဲ့နှစ်ကတည်းကစတင်ရေးဆွဲခဲ့ကြတာဖြစ်ပြီးအခုနှစ်ဩဂုတ်နဲ့စက်တင်ဘာလမှာအပိသက်ရေးဆွဲနိုင်ဖို့ကြိုးပမ်းနေတယ်လို့ NUCC ဘက်ကထုတ်ပြောထားတာပါအဲ့ဒီအခြေခံဥပဒေရေးဆွဲရေးမှာ မော်ပြည်ဖက်ဒရယ်ကောင်စီအပါအဝင်တိုင်းဒေသနဲ့ကိုင်ဒေါ်လာရင်းအဖွဲ့အစည်းတွေနဲ့ပြည်နယ်လူမျိုးကိုစားပြုဖက်ဒရယ်ကောင်စီတွေစတဲ့အဖွဲ့အကိုးဘွဲ့လည်းပါဝင်ပါတယ်။အန်ယူစီစီဟာလက်ရှိဒေါ်လာရင်းကာလမှာမိုးဝါရာပိုင်းဆိုင်ရာနိုင်ငံရေးဥဆောင်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့အမျိုးသားညွညွရေးဆိုရအန်ယူဂျီကိုမိုးဝါရာရအကူအညီတွေပေးနိုင်အောင်ဝိုင်းဝန်းဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ Federal Democracy ပြည်ညင်အစိပ်အပိုင်း1အခန်း2နဲ့အစိပ်အပိုင်း2အခန်း3အပိုက်15ရာ NUCC ကို2021ခုနှစ်မတ်လ2ရက်နေ့မှာဖွဲ့စည်းခဲ့ပြီးလက်ရှိမှာအစုအဖွဲ့၅ခုကအဖွဲ့ဝင်အဖွဲ့အစည်းကိုယ်စားလှယ်တွေရဲ့အမြင့်ဆုံးတွေကိုဖော်ပြလာတာပါ။အဲ့ဒီထဲမှာပြည်အောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH အပါအဝင်ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေနိုင်ငံရေးပါတီတွေတိုင်းဒေသတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ဂျာကာလာပြည်နယ် Federal Unit လူမျိုးကိုစားပြုအဖွဲ့အစည်းကောင်စီတွေလည်းပါဝင်ပါတယ်။ဒါပြင်တမကရီမြို့သမီးတွေလူငယ်နဲ့လူနယ်စုဆိုင်ရာအဖွဲ့အစည်းတွေအပါအဝင်အရက်ဖတ်အဖွဲ့အစည်းတွေ အာဏာရှင်စနစ်ဆန့်ကျင်ရေးမှာပါဝင်နေကြတဲ့နိုင်ငံဝန်ထမ်းတွေအပါအဝင်စီရီယံလှုပ်ရှားမှုဆိုင်ရာအဖွဲ့အစည်းတွေလူမှုတပိတ်လှုပ်ရှားမှုဆိုင်ရာအဖွဲ့အစည်းတွေလည်းပါဝင်ကြပါတယ်။နိုင်မွန်ဆိုင်ကတော့ NUCC မှာပါဝင်နေကြတဲ့အစုအဖွဲ့၅ရဟာစုံလင်တဲ့ဒေါ်လာရေးတပေါင်းစုဖြစ်တဲ့အတွက်စုံဖြတ်ချက်ချတဲ့အခါတပါတီပုံစံနဲ့မတူဘူးလို့ပြောပါတယ်။ဒီစပိုင်းမှာရတော့တော်တော်လေးဆုံနေတဲ့တော်လိုင်းတပေါင်းစုဖြစ်တယ်ပေါ့နော်။ဒါကြောင့်ဒီ NUC မှာကျွန်တော်တို့ မင်ဘာတယောက်အနေနဲ့ဝင်အောင်လုပ်ခိုင်းရတာအမှန်တမ်းမှာလဲကျွန်တော်တို့အာကုန်ယူပါတယ်ပေါ့နော်ကုန်ယူတယ်လို့ပဲပြောရမယ်ဒါပေမဲ့တည်တဲ့အတိုင်းမှာပဲဒီအာတမောင်းစုမဟာမိတ်ဖွဲ့စည်းတရားတော်တော်များများတော့ဒီဟိုတော့ဝင်းဘတ်ပါတီပုံစံနဲ့တော့မတူဘူးပေါ့နော်ဒါတော့ဆုံးဖြတ်ချက်ချတဲ့ခါမှာအဟိုခနေ့မအာတည်တဲ့ချက်ချဆွေးနွေးတိုင်ပင်မျိုးတော့ချမရတာမျိုးတွေအာရှိပါတယ် မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကို2021ခုနှစ်ဧပြီလအတွင်းမွန်ပြည်ကြားကာလပူပေါင်းဆောင်ရွက်ရေးကော်မတီ MSICC အဖြစ်စတင်ဖွဲ့စည်းခဲ့ပြီး2023ခုနှစ်ဇန်နဝါရီမှာတော့ပြည်내ဖက်ဒရယ်ယူနစ်တရအဖြစ်အသွင်ကူးပြောင်းခဲ့တာပါကောင်စီမှာကာကွယ်ရေးနဲ့တရားစီရင်ရေးပြည်ထရေးကျန်းမာရေးပညာရေးလူသားချင်းစာနာမှုကူညီရေးမြေယာတည်ရန်စာတဒရင်နဲ့ပြန်ကြားရေးမြို့သမီးနဲ့ကလေးငယ် ပြင်ပဆက်ဆံရေးဘဏ္ဍာရေးနဲ့အခွန်ကောက်ခံရေးဌာနစတဲ့ဌာနတွေနဲ့အကောင့်ထဲပေါင်းနေတာဖြစ်ပါလေလက်ရှိမှာတော့ကာကွယ်ရေးဌာနရဲ့ကုတ်ကဲမှုအောက်မှာမော်ပြည်တော်လိုင်းရေးတပ် MSRF တရှိနေပြီးကြံမော်လက်နက်ကင်တပ်ဖွဲ့တွေအပါအဝင်တခြားတော်လိုင်းရေးအင်အားစုတွေနဲ့လည်းစေးအရာပူးပေါင်းလှုပ်ရှားနေတာဖြစ်ပါလေ ိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။အိန္ဒိယကပါကစ္စတန်ကိုစတင်တိုက်ခိုက်လိုက်ပြီဖြစ်ပါတယ်။ဒီအကြောင်းကိုတော့ဘေဘေကပြောပြပေးထားပါတယ်။နျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတဲ့ရန်သူနှစ်နိုင်ငံကြားဆယ်စုနှစ်နှစ်စုကျော်အတွင်းအဆိုးရဆုံးတိုက်ခိုက်မှုအဖြစ်အိန္ဒိယကပါကစ္စတန်နဲ့ပါကစ္စတန်အုပ်ချုပ်တဲ့ကက်ရှမီးယားဒေသကိုမေလ9ရက်နေ့မှာတိုက်ခိုက်ခဲ့ပြီးအိန္ဒိယတိုက်လေယာဉ်၅စီးကိုပစ်ချနိုင်ခဲ့တယ်လို့ပါကစ္စတန်ကပြောထားပါတယ်။ ။အိန္ဒိယအုပ်ချုပ်တဲ့ကက်ရှမီးယားဒေသမှာပြီးခဲ့တဲ့လကလူ26ဦးသေဆုံးခဲ့တဲ့ဟိန္ဒူခရီးသွားများကိုအစ္စလာမစ်စစ်သွေးကြွတွေရဲ့တိုက်ခိုက်မှုနဲ့ဆက်ဆက်နေတဲ့ပါကစ္စတန်အကြမ်းဖက်အဆောက်အဦ6ခုကိုတိုက်ခိုက်ခဲ့တယ်လို့အိန္ဒိယကပြောပါတယ်။နိုင်ငံတွင်းကတီနီယာ6ခုကိုပြမှတ်ထားခံခဲ့ရပြီးအဲ့ဒီနေရာတွေဟာအကြမ်းဖက်မှုနဲ့ဆက်ဆက်နေရာတစ်ခုမှမရှိဘူးလို့ပါကစ္စတန်အစိုးရကပြောပါတယ်။အိန္ဒိယရဲ့တိုက်ခိုက်မှုကြောင့်လူ၈ဦးသေဆုံးခဲ့တယ်လို့အစ္စလာမဘက်အစိုးရကပြောထားပါတယ်။ အစ္စလာမ်ရဲ့ဆွသွေးကြအဖွဲ့ရဲ့ဌာနချုပ်ဖြစ်တဲ့ဂျာရှီမိုဟာမတ်နဲ့လက်စကာအီတာအီဘာကိုအိန္ဒိယကတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့အိန္ဒိယကကွယ်ရေးဝန်ကြီးဌာနသတင်းအရေးမြစ်ကပြောကြားထားပါတယ်မိမိတို့အနေနဲ့ပြစ်မှတ်တွေကိုထိမ့်ထိမ့်တိမ့်တိမ့်ရွေးချယ်ပြီးကွပ်မျက်တဲ့ပုံစံနဲ့တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။နေရာ၃နေရာမှာအိန္ဒိယဒုံးကျည်တွေထိမှန်ခဲ့ပြီးအိန္ဒိယတိုက်လေယာဉ်၅စီးကိုပစ်ချနိုင်ခဲ့တယ်လို့ပါကစ္စတန်ကပြောပေမဲ့အိန္ဒိယကအတည်မပြုပါဘူး။ တိုက်ခိုက်မှုဖြစ်ပွားတဲ့ညကဟိမဝန္တာဒေတာမှရှိတဲ့မတူညီရဲ့နေရာတွေမှာတိုက်လိရင်၃စီးပြတ်ကျခဲ့တယ်လို့အိန္ဒိယအုပ်ချုပ်တဲ့ကက်ရှမီးယားဒေတာရှိသတင်းအင်းမြစ်တွေကပြောပါတယ်လေရင်မှု၃ဦးစလုံးစေယုံတင်ထားရတယ်လို့အဲ့ဒီသတင်းရင်းမြစ်တွေကပြောကြားပေမဲ့အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနကအတိမပြုသေးပါဘူး အိန္ဒိယရဲ့လောက်ရဟာပြောင်ပြောင်တင်းတင်းစစ်ပွဲဆင်နွှဲတာဖြစ်ပြီးပါကစ္စတန်အနေနဲ့အိန္ဒိယရဲ့ရန်စားမှုကိုတင့်တော်တယ်လို့တုတ်ပြန်ခွင့်ရှိကြောင်းကုလသမဂ္ဂလုံခြုံရေးကောင်စီကိုအကြောင်းကြားထားတယ်လို့အစ္စလာမဘက်အစိုးရကပြောကြားထားတာဖြစ်ပါတယ်။မိမိတို့နိုင်ငံရေးမှာဂျာဝင်မပါဘူးအမေရိကန်ကိုဂျာမနီအဓိပတိတတိပေးလိုက်ပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်။ American သမ္မတဒေါ်နယ်ထရန့်ရဲ့မဟာမိတ်တွေစီကအားကောင်းတဲ့ထောက်ခံမှုကို လက်ရဆုံးရောက် AFD ပါတီရရှိခဲ့ပြီးတဲ့နောက်ဂျာမနီအဓိပတိအသစ် Frederick Marx က American နေနဲ့သူ့နိုင်ငံရဲ့နိုင်ငံရေးမှာဈာဝင်မပါတင်ဘူးလို့မေ6ရက်မှာပြောကြားလိုက်ပါတယ်။ American ရွေးကောက်ပွဲမဲဆွယ်မှုတွေမှာကျွန်တော်ဈာဝင်မဆွတ်ပါဘူးလို့အဓိပတိအသစ် Marx ကပြောကြားပြီးသူ့အနေနဲ့ American နိုင်ငံသားတွေဟာအဆုံးရောက်ပါတီတွေနဲ့နိုင်ငံရေးဗဟိုပြုပါတီတွေကိုရှေ့ရှေ့လင်းလင်းခွဲခြားနိုင်တယ်လို့အမြဲခံစားရကြောင်းပြောပါတယ်။သမ္မတ Trump က American ကိုဥရောပကနေနောက်ဆုတ်စေခဲ့ပြီးတဲ့နောက် ဥရောပဥဆောင်တဲ့ကာကွယ်ဆွမ်းဘကပုံမကြီးထွားလာစေရေးတိုက်တွန်းထားတဲ့ mask ကိုစောစောပိုင်းမှာချီချူးကွန်ပြူခဲ့ပြီးတော့လုံခြုံရေးနဲ့ပတ်သက်လို့ပူးပေါင်းဆောင်ရွက်ကြဖို့တိုက်တွန်းခဲ့ပါတယ်။ American နဲ့ဥရောပလုံခြုံရေးအတွက်ဂျာမနီနဲ့မိမိတို့လက်တွဲအလုပ်လုပ်သွားမှာဖြစ်တယ်လို့နောက်တက်လာမယ့်အစိုးရနဲ့လည်းလက်တွဲသွားမှာဖြစ်တယ်လို့ American နိုင်ငံသားရေးဝန်ကြီးဌာနပြောခွင့်ရအမျိုးသမီး Tammy Bruce ကသတင်းတောက်တွေကိုပြောထားပါတယ်။ဒါပေမဲ့ American နိုင်ငံသားရေးဝန်ကြီး Marco Rubio နဲ့ဒုသမ္မတ JD Vance တို့က ဂျာမနီလက်ရာဇွန်ရောက် AFD ပါတီကိုအစွန်ရောက်အုပ်စုဖြစ်တတ်မှတ်မှုနဲ့ပတ်သက်လို့စတင်ပြောဆိုမှုကြောင့်အခြေတင်ဖြစ်ခဲ့ပါတယ်။ရွှေပြောင်းနေထိုင်မှုစတင်တဲ့ AFD ပါတီအပေါ်ဒီလိုလှုပ်ဆောင်တာဟာဘာလင်တိုင်းသက်ကာယံပြီးတော့နိုင်ငံကိုပိုင်းခြားလိုက်တယ်လို့ပဲလို့ဒုသမနာ Vince ကပြောဆိုခဲ့တာပါ။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလကဂျာမနီခီးစဉ်အတွင်း AFD ပါတီခေါင်းဆောင်ဟာဒုသမတ GD Vest နဲ့တွေ့ဆုံခဲ့ပါတယ်။ဂျာမနီအနေနဲ့ရာဆွေငါနေသင်ခန်းစာယူထားပြီးဖြစ်ကြောင်းနဲ့လက်ရရင်အဆုံးရဝါဒကိုတားဆီးဖို့လိုအပ်နေတယ်လို့ဂျာမနီနိုင်ငံခြားရေးဝန်ကြီးကပြန်လည်ထိုးနှက်ထားပါတယ်။ဗဟုလက်ရဝါဒီမတ်စ်ကဥရောပအနေနဲ့ကုလုံချုပ်ရေးအတွက်ပို့ပြီးအလုပ်လုပ်တဲ့နယ်လို့ပြောဆိုထားပါတယ်။ဒေါ်နယ်ထရန့်အင်ပီရိုတို့ဒုတိယကြိမ်ရောက်ရှိလာပြီးတဲ့နောက်ပိုင်းအမေရိကန်မှာလက်ရဇွန်တွေအားကောင်းလာသလိုပြည်ပကလက်ရဇွန်တွေကိုလည်းအားပေးအားမြောက်ပြုလုပ်လာနေတာဖြစ်ပါတယ်။ မနက်ဖြန်မေလာရှိရနေအတွက်မိုးလီဝတအခမ်းမန်းချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00အချိန်တိုင်းထွာချက်အရမြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာတိမ်အသင်းသင်းမှတိမ်ထူထပ်ပြီးကြံတပီလုံးမှာတော့တိမ်ကင်းစင်သလောက်ရှိနေတာကိုတွေ့ရပါဗျ။ မုံပြင်းနဲ့ကရင်ပြင်းနဲ့တနင်္သာရီတိုင်းတို့မှာနေရာကွက်ကြောင်းမိုးရွာသွန်းနေခဲ့တာကိုမိုးလေဝသဂျိုဒူးပုံရိပ်ဒီမှာတွေ့မြင်ခဲ့ရပါတယ်။ဒေသလိုက်နေမှုချိန်တွေတိုးလာတာကြောင့်မွန်လွယ်ညနေပိုင်းအချိန်တွေမှာလေပြင်းတိုက်ခတ်ခြင်း၊မိုးတိမ်တောင်ကြီးများဖြစ်ပေါ်တတ်ခြင်း၊နေရာကွက်လိုမိုးကြီးခြင်း၊မိုးသီးကြွေကြခြင်း၊ပျက်စီးလက်ခြင်းနဲ့မိုးသီးကြွေကြခြင်းစတဲ့ဘေးရန်တွေဖြစ်ပေါ်တတ်တာကိုသတိပြုကြရမှာဖြစ်ပါတယ်။ မနက်ဖြန်အတွက်ခံမှန်းချက်ကတော့ကပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်အသင့်အသင့်မှတိမ်ထူထန်နိုင်ပြီးကြံဘင်္ဂလားပင်လယ်အော်မှာတိမ်အနှဲငယ်ဖြစ်ထွန်းနိုင်ပါတယ်။တနင်္သာရီကမ်းရိုးတန်းရခိုင်ကမ်းရိုးတန်းနဲ့မုတ်တမခွေဘက်တို့မှာလေဟာအနောက်နောက်တောင်ဘက်ကနေတနင်္သာရီ10မိုင်မှ -10 ခန့်အထိတိုက်ခတ်နိုင်ပြီးလှိုင်းအနှဲငယ်မှလှိုင်းအသင့်အသင့်ရှိနိုင်ပါတယ်။ မြဝကျုံပေါ်ဒေတာတွေမှာလေဟာအနောက်အနောက်မြောက်ဘက်ကနေတနင်္လာ10မိုင်မှ -30 ခန့်အထိတိုက်ခတ်နိုင်ပြီးလှိုင်းအနှဲငယ်မှာလှိုင်းတင်းတင်းရှိနိုင်ပါတယ်။သကိုင်းတိုင်းအောက်ပိုင်းမန္တလေးတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်မှနေရာကျဲကျဲမိုးတချုံရွာနိုင်ပြီးသကိုင်းတိုင်းအထက်ပိုင်းမကွေးတိုင်းနဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာနေရာကွက်ကြားမိုးတချုံရွာနိုင်ပါတယ်။ နေပြီးတော့သခိုင်းတိုင်းအေယာဝတီတိုင်းပဲခူးတိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ကရင်နီပြည်နယ်တို့မှာတိမ်အထင်အင်ဖြစ်ထွန်းနိုင်ပါတယ်။နေပြီးတော့မကွေးတိုင်းရန်ကုန်တိုင်းအေယာဝတီတိုင်းပဲခူးတိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းကရင်နီပြည်နယ်တို့မှာပုံမှန်အပူချိန်ထက်မြင့်တက်နိုင်ပါတယ်။အမြင့်ဆုံးအပူချိန်တွေအနေနဲ့မော်လမြိုင်မြို့မှာ34ဒီဂရီစင်တီဂရိတ်၊ဖမ်းမြို့မှာ32ဒီဂရီစင်တီဂရိတ်နဲ့ဒဝယ်မြို့မှာ37ဒီဂရီစင်တီဂရိတ်အသီးသီးရှိနိုင်ပါတယ်။ ကရင်ပြည်နယ်နဲ့ပဲခူးတိုင်းတို့မှာခရမ်းလွန်ရောင်ကြီးအညွန်ကိန်းအလွန်ပြင်းထန်တဲ့အဆင့်မှာရှိနေနိုင်ပြီးကြံတပြည်လုံးမှာတော့အလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်တယ်လို့ခန့်မှန်းရရှိပါတယ်။ဒီမိုးလေဝသအစည်းအဝေးကိုတော့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်ဒီဆိုင်ရာဝန်ကြီးဌာနနဲ့ဝန်ကြီးတော်ကုန်းတို့ကနေရယူဖော်ပြတာဖြစ်ပါတယ်။တောင်လင်းထိုင်းရဲ့ည8:00နာရီအထိနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။ တောင်လင်ထားရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်ထား Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။